ုတ်ကဲ့မင်္ဂလာပါဘူဘူဖြစ်ပါလေဘူဘူထဲမှာတရားကျူးစွာနော်ဒီနေ့မှာတော့အခြေခံစကလုံးလေးတွေပေါ့နော်အခြေခံလုံးဆောင်မှုများကိုပေါ့နော်ကရိယာကလျာဘွန်းထန်ဆိုတာဘလို့အခြေခံပေါ့နော်အခြေခံကရိယာလေးတွေကိုကျွန်တော်လာပြီးတော့နံပါတ်၄နဲ့ကျွန်တော်တခါလေးလာရှင်းပြီးမှဖြစ်ပါတယ်အဲ့ဒါတခါလေးကျွန်တော်အင်္ဂလိပ်စာမြန်မာစာထိုင်းစာပေါ့နော်ပြီးတော့တန်ခွတ် အင်္ဂလိပ်တန်ထွက်ကိုကျွန်တော်တစ်ခါလေးရေးပြတာအဲ့မြန်မာတန်အဲ့ထိုင်းတန်ထွက်ကိုကျွန်တော်အင်္ဂလိပ်မှလည်းတစ်ခါလေးရေးပြတာဖြစ်ပါတယ်โอเคစမယ်နံပါတ်၄နဲ့စမှာဖြစ်ပါတယ်เนาะနံပါတ်၁ပေါ့เนาะနံပါတ်၁စင်ပြီလိုပဲကြည့်ပေးပေါ့เนาะကြိုးစားပြီးတော့ရေးပြထားပါတယ်အပေးစီပေါ့เนาะကိုကပေးတာကိုပြောတာဖြစ်ပါတယ်နံပါတ်၁မှာပေါ့เนาะပေးတာကိုပြောတာဖြစ်ပါတယ်အပေးတာကိုကြတော့ hi hi ဆိုတော့ပေးတာဖြစ်ပါတယ်အဲ့ဒါအခြေခံလေးရင်တော့ဒါတော်တော်များလို့သိမှာပေါ့နော် hi ဆိုတော့ပေးတာပေါ့နော်အိုကေကိုဘလိုပြောမလဲကွာအကျွန်တော်ပေးတယ်ဥပမာနည်းပြောမလဲကွာကျွန်တော်ပေးတယ်ပေါ့နော်အနံပါတ်1ဟာကိုသုံးမယ်ကျွန်တော်ပေးတယ်ဆိုဘလိုပြောမလဲအဲ့ဒါကိုကျွန်တော်ဆိုတာထည့်ပြီးတော့တွေ့သွားအောင်ပါကျွန်တော်ဆိုတာပါလေကျွန်တော်ဆိုတာဖုံဖုံ hi ကျွန်တော်ပေးတယ်အဲ့လိုမျိုးပေါ့နော် ဖုံမိုင်းဆိုပြီးတော့ကျွန်တော်ပေးတယ်ပေါ့နော်အဲ့လိုမျိုးတုံလို့ရတယ်အကူပေးတဲ့ပစ္စည်းကိုပါထည့်ပြီးတော့တုံလို့ရတယ်နော်အဲ့ဘယ်လိုပြောမလဲဆိုတော့ဖုံမိုင်းဥမာဒီခဲတံလေးပဲတုံမယ်နော်ဖုံမိုင်းဒင်းစော်ဒင်းစော်ဆိုတော့ခဲနဲ့ခဲတံလေးကိုကြတော့ထိုင်းလုံးနဲ့ဒင်းစော်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်နော် အဲ့ဒါကိုကျွန်တော်နံပါတ်1မှာ high ဆိုတာပေးသည်ဆိုတာနဲ့ကိုတွဲပြောမယ်ကျွန်တော်ခဲတံပေးသည်ဆိုလို့ပြောမယ်ကွာအဲ့ဒါဘယ်လိုပြောလဲဆိုတော့ผม high this ผม high din so ကျွန်တော်ကျွန်တော်ခဲတံပေးသည်ကျွန်တော်ခဲတံပေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရင်တော့အမျိုးမျိုးသုံးလို့ရရင်တော့ဒါအခြေခံလေးတစ်ခုတည်းရှိသေးတယ်နော်အာပြီးလို့ရှိရင်ဥမာပြင်မကွာ phone ဘောနော်လက်ကင် phone ผมให้มือถือผมให้จนอပေးတယ်ပေါပေးရတယ်มือถือมือถือဆိုတာဒီ phone ဘောနော်ဒီ phone ကိုကြာတော့လက်ကင် phone ကိုကြာတော့มือถือเนาะ phone นี่အကုန်လုံးကိုကြာတော့ tolerance ဆိုလို့ခေါ်ပါတယ် okay ဒါ high ဆိုတော့ဘယ်လိုတုံးလဲဆိုတော့ဒီသဘောပေါက်မယ်လို့ထင်ပါတယ်เนาะผมจนอ high ပေးดิပေါပေးရတယ်มือถือ လက်ကင်ဖုန်းဖုန်းဟိုင်းမှုသူကျွန်တော်ဖုန်းပေးတယ်အဲ့လိုသဘောရှိတယ်နော်ဒါနမူနာလေးကိုကျွန်တော်တခါတည်းပြပြပေးတာโอเคဒါနံပါတ်1เนาะနံပါတ်1ကိုဘယ်လိုတုံးလဲဆိုတော့ပြပြတာဥပမာကွာသမီးဆိုလို့ရှိရင် no အဲ့လိုပေါ့နော်အဲကျွန်တော်အဲဒါမှကျွန်မကျွန်မတော့မဟုတ်ကျုပ်ပေါ့နော်အဲ့လိုကြတော့ฉัน ฉันให้มือถือဆိုလို့ရှိရင် ကျွန်မပေးတယ်ဗောနော်ဖုန်းအာကျွန်မဖုန်းပေးတယ်အနေထားဗောနော်တော့တုံမဟုတ်ကျုပ်ဖုန်းပေးတယ်အဲ့လိုမျိုးတဘောဗောနော်နိုဆိုလို့ရှိရင်တမီးဗောနော်ဒါမင်းလေးတွေတုံတာနိုဟိုင်းမือသူတမီးကဖုန်းပေးတယ်ဗောနော်အာအဲ့လိုမျိုးပူပြီးရည်ညည်းသွားအောင်ဆိုပြီးတော့နောက်ဆုံးမှာ cup ဆိုတာထည့်ပြလိုက်ယောက်ျားလေးတွေကကြတော့ cup ဆိုတာနော်မင်းလေးတွေကကြတော့ car ဆိုတာလေးကိုထည့်ပြီးတော့တုံပေးဟုတ်မလားနံပါတ်1မှာ okay နံပါတ်2မှာကြတော့ယူတော်ပြောတာ နော်ယူတော့ယူတော့ပြောတာဖြစ်ပါတယ်โอเคယူတော့ကြတော့အောင်အောင်ဆိုတာယူတော့ဖြစ်ပါတယ်အဘောက်ယူရလဲဘောက်လူကယူရလဲပေါ့နော်အောင်ဆိုယူဒီလို့ကျွန်တော်ရေးတာလေအောင်ဆိုတော့ယူဒီဖြစ်ပါတယ်ဘောက်ယူရလဲကိုတွေးကြည့်ကျွန်တော်ဥပမာလေးပြောမှာဘောပင်ယူတယ်ဆိုပြီးတော့ပြောမှာဘောပင်ကိုကျတော့ဘယ်လိုခေါ်လဲဘောပင်အကျိုးနေတယ် ဘောကံကိုကြာတော့ဘယ်လိုခေါ်လဲတိလာပကာပကာဘောပင်ပကာလို့ခေါ်ရနော်အာကျွန်တော်ကဘောပင်ယူတယ်ဆိုလို့ရှိရင်ကောဖုံကျွန်တော်ကနော်အောင်ယူတီပကာဘောပင်ဖုံအောင်ပကာဆိုလို့ရှိရင်ကျွန်တော်ဘောပင်ယူတော့ပြောတာဖြစ်ပါတယ်အာယင်ကြီးသွားအောင်နောက်မှာခပ်ဆိုလေးထည့်ပေးလိုက်ဖုံအောင်ပကာခပ်ဆိုလို့ရှိရင်ကျွန်တော်ဘောပင်ယူတယ်ကျွန်တော်ဘောပင်ယူပါတယ်ခင်ဗျဆိုပြီးတော့ဖြစ်သွားမယ် အမျိုးမျိုးသုံးလို့ရနော်ဘာယူတာလဲဖုံအောင်ပူလီဖုံအောင်ပူလီခါဆိုလို့ရှိရင်ကျွန်တော်ကဆေးလေးယူပါတယ်ဖုံအောင်ပစီကျွန်တော်ပစီယူတယ်ပေါ့နော်အဲ့လိုမျိုးလေအများကြီးသုံးလို့ရနော်ကိုယူလိုက်တဲ့ပစ္စည်းကိုကိုယူလိုက်တဲ့ကရိယာရဲ့အာဘလူးခေါ်လဲဆိုတာအဲ့အဲ့ကရိယာဘလူးခေါ်လဲဆိုတော့ဘောတိမှုပဲလို့ရဥမှာကွာဖုံအောင်ဒါပါလေကဲအောင်နာဘောနော်ရေခွက်ထားပါတော့ဒါနော် ူကန်ပေါ့ထားလိုက်တော့ဘူကန်ကိုပစ်ထားလိုက်တော့ရီခွက်ပဲသဘောထားတာရီခွက်ဖုံအောင်ကျွန်တော်ယူတယ်ကဲအောင်နာရီခွက်ခပ်ခမရကျွန်တော်ရီခွက်ကိုယူပါတယ်ခမရအာဖုံအောင်ကဲအောင်နာခပ်ကဲအောင်နာခပ်အဲ့လိုမျိုးပေါ့နော်တုံးဟုတ်ဖုံအောင်မือถือကျွန်တော်ယူကျွန်တော်ဖုန်းကိုယူတယ်အဲ့လောက်ပါပဲနော်ဒါ UD ဆိုတာယူ ตรงตัวลาพี่ไปน้องนับตรงตัวไหมนับตรงอาจารย์เราแก่งนาวถือ ถือ ถือส่วนแก่งนาะน้องเบาแก่งนาวเลยถือ ปากกาบอกพี่ผมแกงเลยอ่าเรื่องอยู่โป๊ดา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 จารย์เราปากกาบอกพี่อมจารย์เราปากกาลูกข่อยเลยนับตรงมาถือส่วนแก่งนาวเปล่าล่ะน้องตัวยาตันทวกะถือส่วนแก่งนาวเบาแก่งนาวเลยถือ chúng nó cũng bảo cái nào đấy chúng nó cũng bố bị cái nào bố bị ông lục gọi là là solution thử bạc cà bố ông cái nào à tôi mà hốt của bảo cái này đấy thử mưa thử tức là mưa thử lắc cảnh lắc cảnh mưa mưa rồi lắc một chỗ thử rồi cảnh đó à, cảnh đó mà rồi lắc cảnh phong đầu lắc cảnh phong mưa thử sụp lắc gọi đấy ถือมือถือဆိုလို့ရှိရင်ကိန်းထားတဲ့လက်ကိန်းဖုန်းကိုအဲ့လိုဒီပဲဖြစ်ပါတယ်။အာถือဒင်းစောဒင်းစောဆိုတာခဲတဲ့နော်။ถือဒင်းစောဆိုလို့ရှိရင်ခဲတဲ့အောင်ကိန်းရတာ။အာถือแก้วน้ําရေခွက်ကိုကိန်းထားတာအာအဲ့လိုမျိုးဒီပဲရှိတယ်နော်လွယ်လေးတုံးတက်မှုပဲလိုတယ်။ကလီးယာလေးတွေကိုတိထားမှုပဲလိုတယ်။ကျွန်တော်စီမှာကလီးယာလေးတွေကျွန်တော်တင်ထားတာရှိတယ်။ဝင်ရောက်လေ့လာပြပါနော်။ โอเคနံပါတ်၄ကိုတော့မယ်ကြသွားတာဘောနော်ကြသွားတာကိုကြတော့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 ဆိုတာကြသွားတော့တော့ဥပမာနေနဲ့ပြောရမှာကွာဘာလို့ဘာကြတာလဲဖွန်တော့ဆိုတာတိမှာဘောနော်ဖွန်ဆိုတော့မူကောင်းကြီးကိုအော်မူရတာဘောနော်ဖွန်တော့ဆိုတော့မူရတာဖွန်တော့ဆိုတော့မူရတာအာတော့ဆိုတဲ့အဓိပ္ပာယ်ကြတာကိုပြောတာနော် tốt xù là chá u mà nè bố bình chá tòa với xù lưu xìm bác ca tốt bố bình chá tòa nó à đinh xó tốt khi này chá tòa với à nào kì đó mư thứ tốt phông chá tòa với à ảnh à, lưu mưu bố nó mưu mưu tù mưu dài kéo nám kéo nám tốt là bác chưa tòa mẹ tạc တော့ကွဲတာကိုပြောတာเนาะကေနာတော့တန်ဆိုရှင်ရခွက်ကပြုတ်ကျပြီးကွဲသွားတယ်အဲ့လိုမျိုးเนาะဒါပေမဲ့ကျွန်တော်ရှင်းပြတာကြသည်ဆိုတာပဲပြောပြတာเนาะကြတာကိုကြတော့တော့เนาะကွဲတာတွေပါကြီးကြတော့ကိုကိုမှတ်ယူပေါ့เนาะခုနကကျွန်တော်ပြောလိုက်တာတန်ဆိုတော့ကွဲတာပြောတာโอเคနဘငါ့ပါမယ်နဘငါ့ကြတော့ပါလဲဆိုတော့ဖမ်းတာပေါ့เนาะจับจับဆိုတော့ဖမ်းတာ ဥပမာအနေနဲ့ဘာကိုဖမ်းလာလဲจับปลาจับปลาปลาဆိုတာငါးကိုပြောတာเนาะจับဆိုတာဖမ်းလာဘာဖမ်းလိုက်တာလဲအဲ့ဒါဆိုจับปลาဆိုလို့ရှိရင်ငါးဖမ်းလာအမ်လောက်ဒီပါပဲငါးဖမ်းလာကိုကြတော့จับปลาจับปลาเนาะအဲ့ဒါကျွန်တော်ပြောမယ်ဆိုစဉ်းစားနေတာလိုက်ရှာနေတာအခမ်းမပါရှိလဲလို့ จับของอ่าဥပမာของဆိုပစ္စည်းပစ္စည်းတွေကိုของဆိုပြီးတော့တော့အဲပြောတာဖြစ်ပါလေของဆိုတာပစ္စည်းတွေပေါ့နော်အာနံပါတ်5မှာဘန်းတီဆိုတာကိုจับပေါ့နော်จับของပစ္စည်းကင်တာပစ္စည်းတွေကျတော့ကင်တာဖြစ်သွားတယ်ကွာနော်အဲကျွန်တော်တို့မြန်မာပြည်သားကိုဖမ်းတယ်ဆိုပြီးတော့တည်င်းတွေထွက်နေတယ်မလားအာအဲ့ဒါจับဖမားจับဖမားဖမားဆိုတော့ကျွန်တော်ပေါ့နော်ကျွန်တော်တို့မြန်မာပြည်သားတွေပေါ့နော် မြန်မာတော့နော်ဒီမှာကြတော့ဖမားဆိုပြီးတော့တုံးတယ်ဂျပ်ဖမားဆိုတာမြန်မာပြည်သားတွေကိုဖမ်းတာပေါ့နော်ဂျပ်ဆိုတာဖမ်းတာကိုပြောတာဖြစ်ပါရင်နော်ဖမ်းတာကိုပြောတာကွာဂျပ်ဆိုတာဟုတ်ကဲ့မလို့ထင်ပါတယ်နော်โอเคနံပါတ်6သွားမယ်နံပါတ်6မှာကြတော့ကျူးတီကျူးတီပေါ့နော်အဲ့ဒါကိုကြတော့ဟာဟာဟာဆိုတာကျူးတော့ပြောတာနော်ဟာဟာလဲကျူးသွားပြီအဲ့လိုမျိုးပေါ့နော် ปากกาไอ้ดินสอดินสอโอเคเนี่ยดินสอหักแล้วสมมุติเคเนี่ยชูตัวพี่อ่ะไอ้เหล่านี้ปะเนาะชูรู้ไม่อยากชูตัวให้จนต้องเสียไม่ชื่อหรอกดินสอเคเนี่ยปะเนาะหักชูอ่ะปะเนาะหักแล้วชูพี่ดินดินสอหักแล้วสมมุติเคเนี่ยชูตัวพี่ဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะအဲ့လိုမျိုးအဲ့လိုဒီဒါခဲ့တဲ့မဟုတ်ပဲねဒီဘာကြီးလဲတောင်းရအောင်เนาะ ခဲတာမဟုတ်ပဲဒီပြင်အရာတွေလည်းပြောလို့ရတယ်ဒါလက်တလောလောလောဆယ်အနားမှာရှိတာမို့လို့ဘောနော်လက်တလောအနားမှာရှိတာလေးတွေကိုယူလို့ပြောပြနေတာခေါ်กินน้ําခေါ်กินน้ําแป๊บนึงขอဆိုတော့တောင်းဆိုတော့กินน้ําဆိုတော့ရေးတောက်တာဘောနော်แป๊บนึงဆိုတော့ခဏလေးခေါ်กินขอกินน้ําแป๊บนึงยีลีขณะนี้ต้องไปสุดแล้วตะโบกเนาะ ရေခဏတောက်မယ်ဆိုတဲ့သဘောပေါ့နော်မန်ဒူစာအထဲမှာသင်ပေးမယ့်ဟာမပေါ့တခါကျွန်တော်ရေတောက်ချင်လို့တခါလေးပြောပြတာအဲ့ဒါနံပါတ်6ဟက်ဟက်ဆိုတာယူပြောတာနော်ဟက်ဆိုတာကျူတာကိမလို့ထင်ပါတယ်နော်โอเคနံပါတ်9ကိုသွားမယ်နံပါတ်9မှာကျတော့ပြင်တာပြင်တည်ပေါ့နော်ပြင်တည်ကိုဆုံးဆုံးဆိုတာပြင်တော့အဲ့ဒါဘာဖြစ်မှာလဲ ซ่อมมือถือมือถือสระละแก่งฟงซ่อมมือถือละแก่งฟงเปลี่ยนดาอ่าตมโหสังเกตเปลี่ยนเลยสมมุติซ่อมมอเตอร์ไซค์มอเตอร์ไซค์สระสังเกตเลยซ่อมมอเตอร์ไซค์สมมุติสังเกตเปลี่ยนดาอ่าไอ้ลูမျိုးเนาะอดิโอสาดีอ่ะจนเราပြောပြမယ်เนาะအခုပြင်သည်ပြင်တော့ပြင်တယ်ဆိုတဲ့အနေထားမှာရှိတယ်เนาะဒါလေးတွေအကုန်လုံးက အကုန်လုံးอ่ะပေါ့เนาะတီတော့ဒဲဆိုတဲ့နေရာမှာရှိတယ်ကျူးတီကျူးတော့ကျူးတယ်အဲ့လိုပေါ့เนาะပြင်တီပြင်တော့ပြင်တယ်အဲ့လိုမျိုးတိပဲရှိတယ်เนาะဒီကရိယာလေးတွေကကျွန်တော်တခုတည်းရေးထားလို့အမှန်လို့အဲ့လိုမျိုးတိပဲရှိတယ်ဒါကြနံပါတ်9မှာကြတော့ som som ဆိုတာပြင်တာကိုပြောတာဖြစ်ပါတယ်ဘာပြင်တာလဲ som မထဘုံပြင်တာ som မဆိုင်စံကပြင်တာ som လောက်ခွင့် เนาะดูดูบ่แม่ล็อกเครื่องซอโหยังต้องได้สึกอะยินโนก็ต้องได้อยังหลูจี้นี่ပြောได้สึกอะบ่เนาะจนเราโอ้ยินโนก็ပြောได้สึกอะนี่บ่เนาะล็อกเครื่องอะหูหลูเนี่ยไอ้หลูไม่ต้องลงสังเกตปีนน่ะบ่ส่งมอไซอ่ะไอ้หลูผิดตัวได้อยินโนก็ส่งล็อกเครื่องสึกไปต้องได้สังเกตปีนน่ะโอเคอ่ะส่งสอปีนน่ะบ่เนาะบ่าส่งคอมสมมุติสิคอมสระคอมพิวเตอร์ก็ได้ ြင်နာကိုကျတော့ som som com ဆိုလို့ရှိရင် computer ပြင်တယ်ဘောနော်အဲ့လိုမျိုးတောင်းလို့ရတယ်ပြင်တီးဆိုတာယူနော်ဒီမှာနံပါတ်9မှာကိုဟိနံပါတ်10ကိုသွားမယ်အာနံပါတ်10မှာကျတော့နည်းနည်းဥစားရှုပ်တယ်နော်အဲ့ဒါကျွန်တော်တေချာလေးရှင်းပြမယ်နံပါတ်10မှာကျတော့ပြစ်တီလို့ကျွန်တော်ရေးထားတယ်နော်မြန်မာလိုနဲ့အဲ့ဒါအမှန်ဆိုတာဒီပြစ်တာဆိုတာတနက်တူပါလို့ပြစ်တာမဟုတ်ဘူးနော်อ๋อဥစ္စာပြည့်စင်တဲ့လို့ကောက်ပုတ်တာလို့မဟုတ်ဘူးเนาะဒါပြစ်တာဥစ္စာပေါ့เนาะ ယောန်ဆိုတာအဲ့လိုမျိုးပြစ်ပေးတာအာအဲ့လိုမျိုးပေါ့နော်ဟိုဥမာကွာကိုကိုစီမှာပြစ်စီတစ်ခုရှိနေကွာပြစ်စီတစ်ခုဟိုဘက်မှာလက်ခံနေတဲ့တယောက်ပေါ့နော်ရှိနေအာအဲ့ဒါသူ့စီကိုရောင်းဖို့ပြစ်ပေးတာအာအဲ့လိုမျိုးနေရာမှာတုံးလာနော်ဒါအဲ့လိုမျိုးနေရာမှာတုံးလာနော်ယောန်ယောန်ဆိုတာယောန်ဟိုင်းပြစ်ပေးတယ်အာအဲ့လိုမျိုးပေါ့နော်ဒီပြစ်တီဆိုတာတနက်ပြစ်တာကိုပြောတာမဟုတ်ဘူးနော်ဒီယောန်ဆိုတာကြီးကခေါယောန်ဆန်အာအဲ့လိုမဟုတ်ဘူးနော် ယင်ဟိုမှာတနက်ပြစ်တာကြတော့ယင်တနက်ပြစ်တာကြတော့ယင်ဆိုပြီးတော့ပြောတယ်နော်ဒါဒီဒီပြစ်တီဆိုတာဥစားပစ္စည်းလေးတွေပုတ်ပေးတော့တစ်ခါလူဟိုဘက်မှာရှင်းနာလေးမှာရှင်းတဲ့လူတယောက်ကဒီကနေပစ္စည်းယူပြီးတော့အဲ့လိုပြစ်ပေးတာအဲ့ဒါကိုယောနော်ယောနမပြလာခဲအဲ့လိုမျိုးပေါ့နော်ယောနให้เขาသူ့ကိုပြစ်ပေးလိုက်အဲ့လိုမျိုးနော်နီလေးပစ္စည်းလေးတွေပြစ်ပေးတော့အဲ့ဒါကိုတောင်းတာနော်ဟိုတနက်ပြစ်တော့ကြတော့ယင်အဲ့ဒါယင်ဆိုပြီးတော့ ရင်ဆိုပြီးတော့ပြောတာနော်မတူဘူးတနက်ပြစ်တောင်ကြတော့ရင်အဲ့ဒါကြတော့တနက်နဲ့ပြစ်တာယောဆိုတာပစ္စည်းအနီးအနားလေးကိုပြစ်ပေးတာပါဆိုတာပောက်တာနော်အာမတူနော်ကွာလေ Okay နံပါတ်9သွားမယ်နံပါတ်9မှာကြတော့ထိတီပေါ့နော်သူရဲ့အဓိပ္ပာယ်ကထိတီထိတော့ထိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒါကြတော့တက်အဲ့ဒါပေါ့နော်ပြောမယ်တက် ်မဟုတ်ပါဒီမှာဒါတက်အဲတက်ဆိုတော့ ठी တော့ပြောတာနော်တက်တက်ဆိုတော့ ठी တာတက်ခေါင်းဆိုတော့သူ့ကို ठी လိုက်အဲအဲ့လိုမျိုးပေါ့နော်ခေါင်းဆိုတော့သူ့ကိုနော်ဟိုကိုမဟုတ်တဲ့ဒီလေးလူပြောတာပေါ့နော်တက်ခေါင်းခေါင်းဆိုတာတက်ဆိုတော့ ठी တော့ပြောအဲတက်ဆိုတော့ ठी တာအဲအဲတက်ပေါ့နော်တက်အဲဒါ ठी တော့အဲအဲ့ဒီသဘောကိုတက်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်နော် ပြီးမယ်လို့ထင်ပါတယ်။တော့ပေါက်မယ်လို့ထင်ပါတယ်။ Okay ဒါကျတော့နံပါတ်30နောက်ဆုံးပေါ့နော်။ဒီနံပါတ်30ကတော့ဗာလဲဆိုတော့ရိုက်ဒီပေါ့နော်။တီတီဆိုတာဘယ်လိုပြောမလဲ။ရိုက်တာပေါ့နော်။အာတီဆိုတော့ရိုက်တာ။ရိုက်တီရိုက်တော့ရိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲ့ဒါကျတော့တီအာတီလေအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဆက်စားနေမှာလား။ ယုတ်တီလေဒီယုတ်ဆိုခဏနေပေါ့နော်ခဏနေကရိုက်မယ်ဘာညာပေါ့နော်အဲ့လိုမျိုးတီဆိုတာရိုက်တာပြောတာဖြစ်ပါတယ်နော်ဒါလူယိုရိုက်တဲ့အရုပ်ဘာလို့နေရာမှာတုံးတာနော်နော်အချိန်မှမဆိုင်နော်အချိန်ကအချိန်ကအချိန်ကတီပေါ့ဒါကြတော့တီတီဆိုတာရိုက်တီဆိုတဲ့သဘောမှာရှိပါတယ်ရိုက်တီရိုက်တော့ရိုက်တယ်ဆိုတဲ့သဘောမှာဖြစ်ပါရှိပါတယ်ကဲအစီအပြေမလို့ထင်ပါတယ်နော်ဒါ အခု video file လေးကကျွန်တော်ရှင်းပြတာအဆင်ပြေလားမသိဘူးအဆင်ပြေတယ်ဆိုလို့ရှိရင် follow မလို့ရတင် follow လုပ်သွားပါလို့ပြောချင်ပါတယ်အားကိုရဲ့ social media မှာနည်းနည်း share ပေးပါလို့ပြောချင်ပါတယ်အားလုံး thank you ပါခပ်ကွန်းခါ bye bye